မင်္ဂလာပေါင်းနဲ့ပြေဆုံးကြပါစေ။ကျမကတော့ CRM FM မှာတင်ဆက်ပေးမယ်။ဝိုင်းတော်သားဒီလေးပါနော်။အခုတင်ဆက်ပေးမှာကတော့ဆမကြီးရဲ့ဝတ္ထုရှိတဲ့ဘုတ်ဖြစ်တဲ့အပြင်ကလူ အပိုင်းသုံးပဲဖြစ်ပါလေရှင်။အားလုံးပဲနားဆင်ပေးကြပါဦးနော်။အပြင်ကလူအပိုင်းသုံးထုခဏ၌ လက်ထပ်ပွေးသည်ပုံမူကြီးကျယ်ခန္ဓာလာပါသည်အမာစိန်ကလို့ပြီးသွားပါပြီနမေကျော်အကယ်ဒမီဆူရာရုပ်ရှင်မင်းသမီးကတခြင်းစူနေပြန်သည် သူ့အတန်နှင့်အဆိုမှာကောင်းမွန်လာသည် မဟုတ်တော့လေချစ်စပွေလှပသောရုပ်ရည်အစဉ်ပြင်ကစိတ်ဝင်စားပွေရှိလေသည်သူရဲ့အမြင့်တက်ဆင်ထားသောအပြုံးအတွက်ကျမက ကျင်နာစိတ်ပွားရစေ။ရုပ်ရှင်ရိုက်ကင်မရာနှင့် လူသုံးယောက်သည်ပရိသတ်နှင့်တကွလှုပ်ရှားမှုအလုံးကိုမိတဝင်ဝင်နှင့်ရုပ်ရှင်ရိုက်စားပြုလေ၏။သူကတော့သတိထားမိဟန်မရှိပဲရေခဲများအရေပြော်ကပုံနှွေးခဲ့ပြီးဖြစ်အောင်အရေကျဲလာပြီးဖြစ်သောလိမ္မော်ရေကိုနှစ်ကြိမ်မြောက်တောက်ပြန်လေသည်သူသည် အနေငယ်ပင်မနွမ်းနေဟန်ရှိတော်လေသူ့မျက်လုံးများပြိုးပြက်နေသည် သူ့နဖိုးပေါ်ကသပင်ခွေကိုတတ်တယ်လိုက်တော်လေ ခေါင်းမာစွာပင်ပြန်လည်ဝေဖြာကြခဲ့သည်အချစ်ဆိုတာနှင်းစီပင်လိုပဲဟုတ်သူကစကားဆပြန်လေ၏ညဩစာကျွေးဖို့လိုတယ်ယူရနေဖို့လိုတယ်ပိုးတက်ဖို့လိုတယ်သောမောင်ရင်ညို့ရတဲ့တေတဲ့တေပေါ်ဟူကျမကထောက်လိုက်လင်း ဟုတ်တယ်ဟုတ်လွယ်လေးတကူဝန်ခံနေသည် အနည်းဆုံးကျွန်တော်ဖို့ပေါ့ပြောရမှာနည်းနည်းတော့ခက်တယ်အချစ်စိတ်ဆိုတာရင်ငြိမ်မဟုတ်ဘူးရေတက်ရေချရှိတဲ့ဒီရင်မြသာဖြစ်တယ်နုနုကိုအချစ်တဲ့စိတ်ရှိဘူးတာကတော့မပြောက်ပြက်နိုင်ဘူးပေါ့ဒါပေမဲ့အတိတ်တဖြစ်လာတဲ့အချစ်စိတ်ကမရှိတော့ဘူးအတူမနေရလို့လည်းမဟုတ်ပါဘူးအတူနေနေကြတော့ငရေက မဖြစ်တော့တာကိုမှတ်မိပါတယ်ခုဆိုရင်လူနှုတ်အကြောင်းစဉ်းစားရတာတည်သွားတဲ့လူအကြောင်းစဉ်းစားရတယ်လို့ပါပဲအတိတ်သာရှိတော့တယ်ပြစ်ဆုံးပန်နဲ့အနာဂတ်မရှိတော့ဘူးကျွန်တော်အဖို့လူနှုတ်ဟာတိုးလေသွားတော့ငါတွေ့ကြုံခဲ့ရတဲ့စမ်းရည်အိုင်လေးပါပဲခုအဲ့ဒီကိုပြန်မရောက်တော့ပါဘူးဒါကြောင့်လေရှင်ဟာအိမ်ကို မလာနိုင်ခဲ့တာပေါ့နော်ဟုတ်ပါလိမ့်မယ် ရှင်မလိန်နာကိုတော့ခြေနှက်ပါတယ်ဒါပေမဲ့လင်းရဲများရင်လူဖြစ်ခဲ့ပြီးဒီအထိချစ်ကြပြီးမှအချစ်ပြပြင်သွားရတယ်ပြီးဆုံးသွားရတယ်ဆိုတာအံ့ဩတယ်လို့လို့ပါပဲချစ်တယ်ဆိုတာကတယောက်ကိုတယောက်နှစ်သက်တာသဘောကျတာတွေအရင်ခံအများကြီးပါမှကြာရှည်မြင်နိုင်မယ်ထင်တာပဲကျွန်တော်လေးနူနူကတယောက်ကိုတယောက်သဘောမှမကြကြတာ အတူနေကြပြီးနောက်ပိုင်းမှာလည်းထက်တလဲလဲသဘောချဖို့အချက်တွေအသစ်ထက်ဖြစ်အသစ်ထက်မြင်နေဖို့လိုမှထင်ပါရဲ့ဟိုကျမကအတန်ထွက်အောင်တွေးတောလိုက်မိပါသည်လူဘဝဟာငြိမ်နေဖို့မှမဟုတ်တာရှင်သန်ကြီးဘဝနေဖို့ပဲဒါမှမဟုတ်ဆုံးယူကြဆုံးသွားမှာပဲကျမတို့ခဏမြတ်တိတ်ဆိတ်နေပြီးသူကခက်ညင်းကြီးပြောပါသည် တကယ်တော့လေအေးရင်ကျွန်တော်ကသာအချစ်ဆိုတာကိုယုံကြည်မြတ်နိုးနေတာကို အချစ်ဆိုတာအင်တန်ခန္ဓာကြီးကျယ်တဲ့အလှတစ်ပါးလူဘဝရဲ့သစ္စာတရားလို့တင်စားတာကိုဘာကိုမှမစိတ်ငူပဲမိမနဲ့ယောက်ျားဂျုံကြိုက်တာတမတ်တာရင်းနှီးတာလောက်ကိုပဲ အချစ်လို့ခေါ်လိုက်ပြီးလူဘဝမှာတခြားလူကျင်တာတွေရှာနေတဲ့လူတွေလည်းအများကြီးရှိတာပေါ့ ခုမင်္ဂလာဆောင်ကိုဝတ်စားပြီးလာကြတဲ့လူတွေကိုချိပါဦးဘယ်သူတယောက်ဟာ အချစ်ဆိုတာကို ကောင်းချီးပေးဖို့လာတယ်လို့ဆိုနိုင်ပါလဲမင်္ဂလာဆောင်ကလူဘဝရဲ့အတုပဟုသမျှကြီးကျယ်စတင်ရာ ဖြစ်နေပြီကျမသည်တိုးတိတ်စွာတခေါ်တော့ပြောလိုက်၏ရှင်ဟာဖြစ်ပြသွားတဲ့အချစ်ကြောင့်စိတ်အချင်ပေါက်နေတာများလားရှင် ဟုတ်မယ်မထင်ပါဘူးဟိုသူကမြ мян ဆက်ဆက်ပြီးပြန်လဲညှင်းဆက်လေအချစ်ဆိုတာလဲအိမ့်ဆပဲအေးရဲ့အဲ့ဒါပေါ့ကျွန်တော်နုနဲ့မြန်းချံပြောင်းကြတဲ့နေ့ကပြောမိတာကျွန်တော်တို့ဟာအချစ်ထွက်တာပေါင်းသိမ်းကြစရန်လို့အချစ်ပြက်ပြဲသွားတဲ့တနေ့မှာသားသမီးဆိုတာအတွက်တောင်မငဲ့ခွက်ပဲခွဲခွာကြစရန်လို့နုနုကငိုပြန်မှာပေါ့နုနုကငိုတယ် ကျွန်တော်မှာရက်ဆက်တဲ့နှလုံးသားရှိတယ်တဲ့သားသမီးဆိုတာကမငယ်ကြီးဆိုတော့ဒါပေမဲ့အေးပြောခဲ့ပြီကောသားသမီးဆိုတာအရွယ်မြောက်ခင်ကကိုတာဝန်ယူလို့ယူဆရမှာကိုသူတို့လည်းသူတို့ကိုယ်ပိုင်ဘဝဖန်တီးရမင်းတတိတခြားပုံကိုယ်တွေပဲမိဘဆိုတာကသူတို့အတွက်နှင်းငယ်သာလိုအပ်တာပဲဒါပေမဲ့ရှင်သားလေးဝန်ထုတ်ကိုတော့ သုံးနှစ်ခွဲသာရှင်အချိန်ပေးခဲ့ရတယ်တော်ပြီလားကျမအေးဆေးစွာပဲမေးမြန်းလိုက်ပါသည်ကျွန်တော်ဘဝရဲ့တစိတ်တရေသာအတော်များများကြီးကိုပေးချင်ပါသေးတယ်အနည်းဆုံးလူဘဝမှာပတ်စံဂုံယာရူအိမ်ယာချောင်းမြောင်းဆိုတာတွေမရှိဘဲနဲ့လွယ်လွယ်ပြောရရင်လူစင်းရဲပြီမဲ့စိတ်ချမ်းသာအောင်ဘယ်လိုနေရမလဲ ပစ္စည်းချမ်းသာသည်ဖြစ်စေမချမ်းသာသည်ဖြစ်စေလူဘဝမှာပျော်ရွှင်စွာနေနည်းတနည်းအားဖြင့်ကျွန်တော်သိထားတာရှိတယ်ဆိုတာတွေကိုကျွန်တော်သားကိုပြောပြချင်ပါသေးတယ်။ဒါပဲကျွန်တော်မှာပေးစရာရှိတယ်ထင်တယ်။ဒါပေမဲ့နုနုကတော့ယူစေမယ်မထင်ပါဘူး။နုနုဟာ15နှစ်လုံးလုံးအိမ်တော်ထပ်မပြူဘဲနေတာကတော့ဘာကြောင့်လဲလို့စဉ်းစားနေတယ်။သူ့မှာ ခင်မင်းနဲ့လွယ်လွယ်ပြောရရင်တွဲဖက်သွားလာနေတဲ့ရွယ်သူယောက်ျားတွေတော့ရှိတာပေါ့ဟိုလူဒီလူနဲ့ယူဖြစ်မလို့လို့လဲကျမထင်တဲ့အခါကြားမိတဲ့အခါရှိတယ်ဒါပေမဲ့ရှင့်နောက်ဆုံးစကားကိုတော့ကြားကျင်သေးတယ်ထင်ပါရဲ့ရှင်ဘက်ကတော့အချစ်ပြပြဲသွားပြီဆိုတာပဲရှင်ပြောနိုင်မယ်ပေါ့သူကမှန်ပြတဲ့ပေါ့ကြီးမငင်းမောကာ အပြင်၌ဥံပြသားရာ အေးချမ်းနေသည်ကို ကြည်နေပြန်ပါသည်ရေကူးကန်၌ဖြူလဲ့သောတင်ရိပ်များရွေလျားနေသည်ကို ကြည်နေပြန်ပါသည်လင်းနေများဟာမသိမချင်းအတူတူနေကြတဲ့နှစ်ပေါင်းများစွာမှာတယောက်ကိုတယောက်ဆွေးမြင်းပြီးချစ်နေကြမယ်ဆိုတာဖြစ်နိုင်ပါမလားအ ਨੇ ဆုံးအများသောလူတွေ တွေးဝင်နေတဲ့သူတွေဖို့ဖြစ်နိုင်မလား။ကျမလည်းတွေးမိတယ်။မဖြစ်နိုင်ဘူးဗျ။အ ਨੇ ဆုံးအများသောသူတွေအတွက်မဖြစ်နိုင်ဘူး။ဆွေးမြဲနေကောင်းတယ်ဆိုတဲ့လက်ခံထားတဲ့ယူဆကြောင့်သာဆွေးမြဲနေကြတာကိုဒါကြောင့်ပဲလင်းနဲ့မရအဖြစ်လူနှစ်ယောက်ထဲနဲ့သာမလုံလောက်လို့သားသမီးတွေမွေးလာရတယ်။ဒါကြောင့်လည်း ်စည်းကုံသိန်းရာဒူးအိညာဆွေမျိုးစတာတွေရေးကြီးလာတာပေါ့ဒါတွေကလင်းနဲ့မယားဆွေးမြဲနေထိုင်မှုအတွက် အထောက်အကူတွေဖြစ်တယ်ရှင်ကတော့အဲ့ဒီအထောက်အကူတွေကိုမလိုချင်ပါဘူးလိုချင်ပါဘူးအဲ့ဒီအထောက်အကူတွေမရှိဘဲတသက်တာဆွေးမြဲချင်နိုင်တဲ့အင်အားကျွန်တော်မှရှိတာကိုမရေပါနဲ့အေးရေမိမတယောက်ကို သုံးနှစ်ခွဲပေါင်းပြီးအချစ်ပြပြဲသွားတယ်လို့ဝန်ခံတဲ့သူကဒီစကားပြောတယ်လို့မယင်လိုက်ပါနဲ့ကျွန်တော်မှဆွေးမြေ့နိုင်တဲ့အင်အားကြီးတဲ့အချစ်ရှိတယ်ဆိုတာကိုတော့ယုံပါတယ်အစင်မသိလို့ပါလောကမှာမဖြစ်နိုင်တာမရှိဘူးဆိုတဲ့စကားလည်းရှိပါတယ်ဒါပေါ့ဗျာအကောင်ဖြစ်ဖြစ်အဆိုးဖြစ်ဖြစ်ပေါ့ပြီးတော့လေတကယ်ဝေခွဲကြည့်ရမယ်ဆိုရင် နုနုကိုအချစ်ပြက်ပြဲသွားပြီဆိုတာကလည်းတမျိုးပြောရပြန်ရင်ကျွန်တော်မကြိုက်နဲ့တတ်တဲ့ဥပမာလောကီဆန်နဲ့နုနုရဲ့ရုပ်ပုံတစ်ပုံကိုဘယ်တော့ကမှလည်းမချစ်နိုင်ဘူးခုလည်းမချစ်နိုင်ဘူးပေါ့နုနုရဲ့ကြိုက်နဲ့တတ်ဖွယ်ပုံတွေကိုတော့အရင်ကလည်းချစ်လာတယ်ခုလည်းချစ်မြဲပဲဥပမာကျွန်တော်ရဲ့သားကိုဒုက္ခဝေဒနာနဲ့ရင်းနှီးပြီးသူ့မွေးပေးတယ်နောက်ထပ်မွေးပေးဖို့မညှို့ညင်တဲ့အဖြစ် အဲ့ဒီမယားကောင်မိခင်ကောင်ရဲ့ရုပ်ပုံကိုကျွန်တော်အမြင်ချင်နေမှာပဲဘယ်လိုလုပ်ပြီးအချစ်ပြေနိုင်မှာလဲပြီးတော့အထင်မလွဲပါနဲ့တယောက်နဲ့တယောက်တူမှချစ်ခင်ပေါင်းတဲ့နေနိုင်မယ်မဟုတ်ပါဘူးအများကြီးတူရင် ပိုပြေဖြစ်တာပေါ့ဒါပေမဲ့မတူပေမဲ့လည်းတယောက်ကိုတယောက်နားလေရင်ယူသေးရင်အတ္တမများလို့ရင်ငြင်းချမ်းစွာ အတူနေနိုင်တာပါပဲ အတံရှိပဲချင်းရမယ်ဆိုတာကတော့မူတာဝါဒပေါ့ရှင်မူတာဝါဒပေါ့အဲ့ဒီလိုပြောတာဟာလေအတံများလုံးလို့သာဖြစ်ရမယ်အတံရှိပဲလူဟာအတံမရှင်နိုင်ပါဘူးအတကို ချစ်ပဲချင်းရမယ်ဗျတနာတော့မတနာနဲ့ဆိုတဲ့စကားတောင်ရှိတယ်တခုတော့ရှိတယ်ကိုကိုကိုချစ်တာနဲ့ကိုနဲ့အနီးဆက်ဆုံးလူကိုချစ်တာတစ်ခုဟာ ြေပြစ်စီလျော်နေဖို့ကောင်းတယ်ဆင်မနေစေရဘူးတိတ်လွယ်တာတော့လည်းမဟုတ်ဘူးထင်ပါရဲ့ရှင်အထူးသဖြင့်ရှင်ပြောသလိုတွေးဝင်နေကြတဲ့အများသောလူတွေဖို့ပေါ့အဖြေတခုတော့ရှာတွေ့တယ်ဗျဟုတ်သူကစိတ်ထက်သာစွာပြောလိမ့်ဤသူရှိသူကိုင်းလိုက်သဖြင့်စပင်များနဖူးပေါ်သူပုံမူပြန်ဝဲကြလာပြန်လိမ့်ဤသူက ပင့်တင်မှုတရိယာဟံမတူတော့ဘဲဖြီးတင်၍မရသောခေါင်းမာသောစပင်များနဖူးပေါ်ဖုံးအုံးလျက်ပင်ပြောလိမ့်ဤဟက်စလီရဲ့ဝတ္ထုတပုတ်ဖတ်ဖူးတယ်ဗျဒီဆိုင်ရေးဆရာကိုငငယ်ကတော့ကြိုက်တာကြီးလာတော့လဲညင်းငွေသွားတာပါပဲဒါပေမဲ့သူတေခဏင်းရေးခဲ့တဲ့ဝတ္ထုတပုတ်ကမဆိုးပါဘူးဗုဒ္ဓဘာသာတရားတော်အကြောင်း တော်တော်ဆွေးနွေးသွားတယ်ဒါပေမဲ့ဘဝတနာပြည့်ရမယ်ဆိုတာကိုတော့သဘောပေါက်သွားဟန်မတူဘူးသူဗုဒ္ဓဘာသာနားလည်ပုံကတေကဏီလူမမာဘဝကူးကောင်းအောင်ပြည့်ရွပေးတာကျေးဇူးတည်ပေးတာလောက်ပဲရှိတယ်လို့ကျွန်တော်ထင်တာပဲသူရဲ့ကျွန်းဆိုတဲ့စာအုပ်ထဲမှာအိမ်တော်ကိစ္စကိုဖြည့်ရှင်းမှုစူးစမ်းတယ် ိဘနဲ့သာသမီတို့ဆက်ဆံရေးနေနဲ့မယားဆက်ဆံရေးတွေကိုရေးတယ်။သူ့ကျောင်းမှာစီးပွားရေးအရာ ပြည့်စုံသားရနေတယ်။မိဘနဲ့သာသမီကြမှာပြိပခဖြစ်ရင် ဖြည့်ရှင်းနေကမွေးစားမိဘမွေးစားသာသမီဆိုတာတွေထားကြတယ်။သာသမီတစ်စုံတစ်ယောက်ကကိုမိဘတွေနဲ့မစင်းလျော်ရင် ပြောင်းလဲနေထိုင်မှုမွေးစားမိဘတွေစေစုံတော့ရှိကြတယ်ဗျ။ ဆွေမျိုးမိသင်ကလေးကဖြစ်မှာပေါ့ဗျာအဲ့ဒီနေရာဖြင့်မိဘနဲ့သားသမီးတွေဟာတင့်တင့်လျောက်ပတ်စွာ နေထိုင်ကြတယ်ဒါပေမဲ့လင်းနဲ့များကိစ္စကြတော့ဆိုင်းရေးဆရာကတတိမရှိတော့ဘူးထင်ပါရဲ့အစင်မပြေလေသီးခံနေကြယုံမယ်အလိုဆုံးခွဲခွာနေကြယုံမယ်လို့ဆိုချင်ဟန်တူတယ်ကျွန်တော်စဉ်းစားနေတာကြပြီအကျန်တစ်ခုရတယ်ဗျာ လက်ထက်ထင်းများခြင်းဆိုတာကျွန်တော်ပြောခဲ့ဘူးသလိုပဲအချစ်ဆိုတဲ့ပုံမြင်မှာမိန်းမနဲ့ယောက်ျားချစ်လို့အတူနေခြင်းလို့ရင်းနှီးခြင်းလို့ပြုရတဲ့အမှုတစ်ခုသာဖြစ်တယ်။အချစ်ဆိုတဲ့ပုံမြင်ရဲ့အဆုံးသတ်မဟုတ်ဘူးအစသာဖြစ်တယ်။ဒါပေမဲ့ခုဖြစ်နေတာကလက်ထက်ထင်းများခြင်းဟာကြောက်စရာကောင်းတဲ့ နောင်ဖွဲ့ဖြစ်နေတယ်။မာရင်ပြင်းပြားလောက်အောင်ဓမ္မမဟုတ်အဲ့ဒီမိဘခိုင်မာတဲ့အဆောက်အုံဖြစ်နေတယ်။ခရိယန်တွေဖို့ဆိုရင်ဘာသာတရားကိစ္စပါဖြစ်နေတဲ့အတွက်ပူဆိုးတာပေါ့။ဒါကြောင့်လဲလက်ထက်ထိန်များခြင်းဟာအသွင်သစ်တွေကိုမျိုးမျိုးဆောင်လာတယ်။မတမာသူတွေရဲ့လက်နက်ဖြစ်လာတယ်။အဲ့ဒီလိုမဖြစ်ထိုင်ဘူးဗျာ။ ျွန်တော်စိတ်ကူးမိတာက ထိမ်းမြလက်ထက်ခြင်းဆိုတာဆိုပါတော့ဗျာ ရှစ်နှစ်ပဲစနေပဲစသည်ဖြင့်တည်မြဲစေရမယ်အဲ့ဒီနှစ်အပိုင်းချစေရင်အလိုလိုပြီးဆုံးသွားရမယ်အလိုလိုလင်မယားဘဝရစေရမယ်ပြီးဆုံးပြီးသည့်နောက်မှာလင်မယားရေလို့ပေါင်းသိမ်းလာဖို့သူ နေရဟာတဦးသဘောတူပေါ့ဗျာပြောနေစရာမလိုပါဘူးဆုံးဖြတ်ရမယ်ဂျင်းနဲ့ရင်ဂျင်းနဲ့တလို့ မချေနဲ့ရင်မချေနဲ့တလို့ထင်းများနဲ့ထက်ချင်းကိုဆက်လက်တည်တဲ့စီမင်းဒါမှမဟုတ်ဆက်လက်တည်တဲ့စီမင်းဆိုတာကလည်းကာလပိုင်းခြားတော့ထားတင်သေးတယ်ထင်တာပဲရှင်းနေဆင်းနေစသည်ဖြင့်ပေါ့အဲ့ဒီလိုဆိုရင်လည်းနဲ့များဟာလွတ်လပ်ခြင်းကိုမနီးမဝေးမှမြင်နေရတော့အယုဒိတန္တာတို့နိုင်လုံမင်းထက်လောက်တာတို့နေသွားမင်းတိခန့်တိုင်းစွမ်းလဲရှိလာမင်း လွမြောက်ခြင်းတို့မကောင်းကျင်နာတွေလည်းရော့သွားမည်။လင်မယားကွာရှင်ချင်းဆိုတဲ့ပြဿနာလည်းနင်းမည်။မိမတွေရဲ့အခွင့်အရေးတိုးလာတာလည်းဖြစ်တယ်ဗျ။ဒီဥပဒေဖြစ်ရေးကို မိမနဲ့ယောက်ျားဘသူတွေက ပိုကန့်ကွက်မယ်ထင်လေ။ဘယ်နဲ့လဲ။ကျမကမျက်စိများကိုမှိတ်ထားလိုက်ပါသည်။ကျမစဉ်းစားချင်ပါသေးသည်။ပြီးတော့သာသမီများ ဟုတ်တယ်သားသမီးတွေကိုဘယ်လိုလုပ်မလဲရှင်ပြောတယ်လို့၈နှစ်၁၀နှစ်ဆိုတဲ့အချိန်မှာကလေးဘယ်နှယောက်ရနိုင်မလဲသူတို့ဟာမိဘနှစ်ပါးဥပဒေအရလူလူကွဲသွားတဲ့အခါဘယ်သူနဲ့နေမလဲဘာလုပ်ကြမလဲသူတို့ရဲ့စိတ်ဆင်းရဲခြင်းချမ်းသာခြင်းဆိုတာကရောအိမ်တော်ပရိုဂရမ်ဖြစ်သွားတဲ့အခါအေးမှားနေပြီသူကထုံးစံတိုင်းညင်သာစွာဆိုပါသည် အိမ်တော်ပရိုဂရမ်ဖြစ်တယ်လို့ဆိုလို့မရတော့ဘူးဥပဒေကလှုပ်ထားပြီးနေစဉ်ဖြစ်နေတဲ့လူမှုရေးစနစ်ကလက်ခံထားတဲ့ကိစ္စဆိုတော့လက်ထက်ချင်းဟာစင်နစ်ဖက်ခံနေဆိုတာကိုကလေးတွေကလည်းမွေးကလေးကလက်ခံလာပြီးနည်းနည်းမှဆန်းတဲ့ကိစ္စမဟုတ်တော့ဘူးသာသမီရေဒွတ်ကန့်တတ်တာလည်းလုံးရမှာပေါ့ရှင်နစ် မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ကျမကတော့ CDM FM မှာတင်ဆက်ပေးမယ်။ဝိုင်းတော်သားဒီလေးပါနော်။အခုတင်ဆက်ပေးမှာကတော့ဆ iam ကြီးရဲ့ဝတ္ထုရှိတပုတ်ဖြစ်တဲ့အပြင်ကလူအပိုင်း၃မဲဖြစ်ပါလိမ့်ရှင်။အားလုံးမင်းနားဆင်ပေးကြပါဦးနော်။အပြင်ကလူအပိုင်း၃ထိုခဏ၌ လက်ထပ်ပွဲသည်ပုံမူကြီးကြီးခမ်းနားလာပါသည် အမစိန်ကလူပြီးသွားပါပြီနမေကျော်အကယ်ဒမီဆုရ ရုပ်ရှင်မင်းသမီးကတခြင်းစုနေပြန်သည် သူ့အတန်နှင့်အဆိုးမှကောင်းမွန်လာသည်မဟုတ်တော့လေချစ်စွေလှပသောရုပ်ရည်အစဉ်ပြင်ကစိတ်ဝင်စားဖွယ်ရှိလေသည်သူရဲ့အမြင့်တက်ဆင်ထားသော အပြုံးအတွက်ကျမကကျင်နာစိတ်ပွားရစေ ရုပ်ရှင်ရိုက်ကင်မရာနှင့်လူသုံးယောက်သည်ပရိသတ်နှင့်တကွာလှုပ်ရှားမှုအလုံးကိုမိတဝင်ဝင်နှင့်ရုပ်ရှင်ရိုက်စားပြုလိမ့်မည်သူကတော့တတိထာမိဟံမရှိပဲရေခဲများရေပြိုကပူနွေးခဲ့ပြီဖြစ်အောင်အရေကျဲလာပြီဖြစ်သောလိမ်မော်ရေကိုနှစ်ကြိုက်မြောက်တောက်ပြန်လေသည်သူသည်အနှင်းငယ်ပင်မနှွမ်းနေဟန်ရှိတော်လဲသူ့မျက်လုံးများပြိုးပြက်နေသည် သူ့နဖူးပေါ်ကသပင်ခွေကိုတက်တင်လိုက်တော့လေခေါင်းမာစွာပင်ပြန်လေဝိဖြာကြခဲ့သည်အချစ်ဆိုရာနှင်းစီပင်လိုပဲဟုသူကစကားဆပြန်လေ၏မြေဩဇာကျွေးဖို့လိုတယ်ယူရနေဖို့လိုတယ်ပိုးတက်ဖို့လိုတယ်သုံးမုံရင်ညှိုးရတတ်တယ်တေရတေပေါ်ဟုကျမကထောက်လိုက်ရင်ဟုတ်တယ်ဟု လွယ်လင်းတကူဝန်ခံလေသည် အနည်းဆုံးကျွန်တော်ဖို့ပေါ့ပြောရမှာနည်းနည်းတော့ခက်တယ်အချစ်စိတ်ဆိုတာရည်ငြိမ်မဟုတ်ဘူးရည်တတ်ရည်ကြရှိတယ်ဒီရည်မျှသာဖြစ်တယ်နုနုကိုချစ်တဲ့စိတ်ရှိဘူးတာကတော့မပြောက်ပြက်နိုင်ဘူးပေါ့ဒါပေမဲ့အတစ်တစ်ဖြစ်လာတဲ့အချစ်စိတ်ကမရှိတော့ဘူးအတူမနေရလို့လည်းမဟုတ်ပါဘူးအတူနေနေကြကလေးကမဖြစ်တော့တာကိုမှတ်မိပါတယ်ခုဆိုရင်နုနုအကြောင်းစဉ်းစားရတာ တည်သွားတဲ့လူချောင်းစဉ်းစားရတယ်လို့ပါပဲအတိတ်သာရှိတော်တယ်ပြစ်စုံပန်တဲ့အနာဂတ်မရှိတော့ဘူးကျွန်တော်ဖို့နုနုဟာတောလေသွားလုံးကတွေ့ကြုံခဲ့ရတဲ့စမ်းရည်အိုင်လေးပါပဲခုအဲ့ဒီကို ပြန်မြောက်တော့ပါဘူးဒါကြောင့်လေရှင်ဟာအင်ကိုမလာနိုင်ခဲ့တာပေါ့နော်ဟုတ်ပါလိမ့်မယ်ရှင်မလိန်နာကိုတော့ဂျင်တတ်ပါတယ်ဒါပေမဲ့လင်းရဲများရဲ့လို့ဖြစ်ခဲ့ပြီး ဒီအထိချစ်ကြပြီးမှအချစ်ပြည့်ပြည့်သွားရတယ်ပြီးဆုံးသွားရတယ်ဆိုတာအံ့ဩသလိုလိုပါပဲချစ်တယ်ဆိုတာကတယောက်ကိုတယောက်နှစ်သက်တာသဘောကျတာတွေအရင်ခံအများကြီးပါမှကြာရှည်မြင်နိုင်မယ်ထင်တာပဲကျွန်တော်နဲ့နူနူကတယောက်ကိုတယောက်သဘောမှမကြားကြတာအတူနေကြပြီးနောက်ပိုင်းမှလည်းထပ်တလဲလဲသဘောကျဖို့အချက်တွေအစ်စ်ထက်ဖြစ်အစ်စ်ထက်မြင်နေဖို့လူမထင်ပါရင်ဟိုကျမက အတန်ထွက်အောင် တွေးတောလိုက်မိပါသည် လူဘဝဟာငြိမ်နေဖို့မှမဟုတ်တာရှင်သန်ကြီးဘဝနေဖို့ပဲဒါမှမဟုတ်ဆုပ်ယူကြဆုံးသွားမှာပဲကျမတို့ခဏများတိတ်ဆိတ်နေပြီးသူကခက်ငင်းကြီးပြောပါသည်တကယ်တော့လေအေးရေကျွန်တော်ကသာအချစ်ဆိုတာကိုယုံကြည်မျက်နှာနေတာကို အချစ်ဆိုတာအင်မတန်ခမ်းနားကြည်ကြဲတဲ့ အလှတပါလူဘဝရဲ့တစ္ဆာတရားလို့တင်စားတာကိုဘာကိုမှ မစိတ်မှုပဲမိမနဲ့ယောက်ျားဂျုံချိုက်တာတက်မှတ်တာရင်းနှီးတာလောက်ကိုပဲအချစ်လို့ခေါ်လိုက်ပြီးလူဘဝမှာ တခြားလူကျင်တာတွေရှာနေတဲ့လူတွေလည်းအများကြီးရှိတာပေါ့ခုမင်္ဂလာဆောင်ကိုဝတ်စားပြီးလာကြတဲ့လူတွေကိုကြည့်ပါဦးဘယ်သူတယောက်ဟာ အချစ်ဆိုတာကိုကောင်းချီးပေးဖို့လာတယ်လို့ဆိုနိုင်ပါလေမင်္ဂလာဆောင်ဟာလူဘဝရဲ့အတုအပအဟုသမျှအကြီးအကျယ်စတင်ရာဖြစ်နေပြီကျမသည်ဒိုးတိတ်စွာတခုံးတော့ပြောလိုက်၏ရှင်ဟာပြက်ပြဲသွားတဲ့အချစ်ကြောင့်စိတ်ချင်ပေါက်နေတာများလားရှင်ဟုတ်မယ်မထင်ပါဘူးဟူသူကမြန်မြန်ဆန်ဆန်ပြီးပြန်လေငင်းဆန်လေ၏အချစ်ဆိုတာလေအနှိမ့်စပဲအေးရဲ့ ဲ့ဒါပေါ့ကျွန်တော်နှုတ်နဲ့မယမ်းချံပြောင်းရတဲ့နေကပြောမိတာကျွန်တော်တို့ဟာအချက်အတွက်သာ ပေါင်းသိကြစရန်လို့အချက်ပြက်ပြေသွားတဲ့တနေ့မှာသားသမီးဆိုတာအတွက်တောင်မငဲ့ပဲခွဲခွာကြစရန်လို့နုနုကငိုပြန်မှာပေါ့နုနုကငိုတယ်ကျွန်တော်မှာရက်ဆက်တဲ့နှလုံးသားရှိတယ်တဲ့သားသမီးဆိုတာတောင်မငဲ့ကြီးဆိုတော့ဒါပေမဲ့အေးရင်ပြောခဲ့ပြီကော သားသမီးဆိုတာအရွယ်မြောက်ခင်ကကိုတောင်ဝန်လိုယူဆရမှာကိုသူတို့လည်းသူတို့ကိုယ်ပိုင်ဘဝဖန်တီးရမယ်တတိတရားပုဂ္ဂိုလ်တွေပဲမိဘဆိုတာကသူတို့အတွက်နှင်းအနေငယ်သာလိုအပ်တာပဲဒါပေမဲ့ရှင့်သားလေးဝန်ထုတ်ကိုတော့သုံးနှစ်ခွဲသာရှင့်အချိန်ပေးခဲ့ရတယ်တော်ပြီလားကျမအေးဆေးစွာပဲမေးမြန်းလိုက်ပါသည် ကျွန်တော်ဘဝရင်တစိတ်တရေသာအတော်များများကြီးကိုပေးချင်ပါသေးတယ်။အနည်းဆုံးလူဘဝမှာပတ်စံဂုံရာတို့အင်ယာချောင်းမြောင်းစတာတွေမရှိဘဲနဲ့လွယ်လွယ်ပြောရရင်လူစင်းရဲပြီမယ်စိတ်ချမ်းသာအောင်ဘယ်လိုနေရမယ်ပစ္စည်းချမ်းသာသည်ဖြစ်စေမချမ်းသာသည်ဖြစ်စေလူဘဝမှာပျော်ရွှင်စွာနေနေတနည်းအားဖြင့် ကျွန်တော်သိထားတာရှိတယ်ဆိုတာကျွန်တော်သားကိုပြောပြချင်ပါသေးတယ်။ဒါပဲကျွန်တော်မှပေးစရာရှိတယ်ထင်တယ်။ဒါပေမဲ့နုနုကတော့ယူစီမင်းမထင်ပါဘူး။နုနုက15နှစ်လုံးလုံးအိမ်တော်ထပ်မပြူပဲနေတာကတော့ဘာကြောင့်လဲလို့စဉ်းစားနေတယ်။သူ့မှာခင်မင်နဲ့လွယ်လွယ်ပြောရရင်တွဲဖက်သွားလာနေတဲ့ရွယ်သူယောက်ျားတွေတော့ရှိတာပေါ့။ဟိုလူဒီလူနဲ့ ယူဖြစ်မလို့လို့လဲကျမထင်တဲ့အခါကြားမိတဲ့အခါရှိတယ်။ဒါပေမဲ့ရှင့်နောက်ဆုံးစကားကိုတော့ကြားကျင်သေးတယ်ထင်ပါရဲ့။ရှင်ဘက်ကတော့အချစ်ပြက်ပြဲသွားပြီဆိုတာပဲရှင်ပြောနိုင်မင်းပေါ့။သူကမှန်ပြင်းပေါက်ကြီးမှငေးမောကအပြင်းနိုင်အုံပြတာရ အေးချမ်းနေသည်ကိုချိန်နေပြန်ပါသည်။ရေကူးကန်၌ဖြူလဲ့သောတင်ရင်များ ရွေလျားနေသည်ကိုချိန်နေပြန်ပါသည်လင်းနဲ့မယားဟာမသိမချင်းအတူတူနေကြတဲ့နှစ်ပေါင်းများစွာမှတယောက်ကိုတယောက်ဆွေးမြင်းပြီးချိန်နေကြမယ်ဆိုတာဖြစ်နိုင်ပါမလားအနည်းဆုံးအများသောလူတွေတွေ့ဝင်နေတဲ့သူတွေဖို့ဖြစ်နိုင်ပါမလားကျမလည်းတွေ့မိတယ်မဖြစ်နိုင်ဘူးဗျအနည်းဆုံးအများသောသူတွေတွေ့မဖြစ်နိုင်ဘူး ။ဆွေးမြေးနေကောင်းနေဆိုတဲ့လက်ခံထားတဲ့အယူဆကြောင့်သာဆွေးမြေးနေကြတာကိုဒါကြောင့်ပဲလင်းနဲ့မရအဖြစ် လူနှစ်ယောက်တည်းနဲ့သာမလုံလောက်လို့သားသမီးတွေမွေးလာရတယ်။ဒါကြောင့်လည်းပစ္စည်းကုန်တင်ယာတို့အင်ညာဆွေးမျိုးစလာတွေအရေးကြီးလာတာပေါ့။ဒါတွေကလင်းနဲ့မရဆွေးမြေးနေတိုင်းမှုအတွက်အထောက်အကူတွေဖြစ်တယ်။ ရှင်ကတော့အဲ့ဒီအထောက်အကူတွေကိုမလိုချင်ပါဘူးမလိုချင်ပါဘူးအဲ့ဒီအထောက်အကူတွေမရှိဘဲတသက်တာဆွေးနွေးချင်နိုင်တဲ့အင်အားကျွန်တော်မှရှိတာကိုမရေပါနဲ့အေးရဲ့မိန်းမတယောက်ကိုသုံးနှစ်ခွဲပေါင်းပြီးအချစ်ပြည့်ပြည့်သွားတယ်လို့ဝန်ခံတဲ့သူကဒီစကားပြောတယ်လို့မရေလိုက်ပါနဲ့ကျွန်တော်မှဆွေးနွေးနိုင်တဲ့အင်အားကြီးတဲ့အချစ်ရှိတယ်ဆိုတာတော့ယုံပါတယ်အစင်မသိလို့ပါ လောကမှာမဖြစ်နိုင်တာမရှိဘူးဆိုတဲ့စကားလည်းရှိပါလေ။ဒါပေါ့ဗျာ။အကောင့်ဖြစ်ဖြစ်အဆိုးဖြစ်ဖြစ်ပေါ့။ပြီးတော့လေတကယ်ဝေခွဲကြည့်ရမယ်ဆိုရင်လူလူကိုအချစ်ပြည့်ပြည့်သွားပြီဆိုတာလေတမျိုးပြောရပြန်ကျွန်တော်မကြိုက်နဲ့တတ်တဲ့ဥပမာလောကီစံနဲ့နုနုရဲ့ရုပ်ပုံတစ်ပုံကိုဘယ်တော့မှမလည်းမချစ်နိုင်ဘူးခုလည်းမချစ်နိုင်ဘူးပေါ့နုနုရဲ့စိတ်နဲ့တပ်ဖွဲ့ပုံတွေကိုတော့ အရင်ကလည်းချစ်လာတယ်ခုလည်းချစ်မြဲပဲ